VOA ဝန်ထမ်းတွေကိုအလုတ်ဖြုတ်ခဲ့တဲ့အစိုးရရဲ့လုပ်ရက်ကိုယာယီရဆိုင်ပြီးနောက်ထပ်မဆောင်ရွက်ဖို့ Washington DC ခရိုင်တရားသူကြီးကအမိန့်ချမှတ်လိုက်ပါတယ်။ဒီသတင်းကိုတူတာချန်သာပြပို့ထားပါတယ်ရှင်။ VOA ဝန်ထမ်း900ကျော်ကိုအစုလိုက်ပြုံလိုက်လုတ်ဖြုတ်ခဲ့တဲ့အစိုးရရဲ့လုပ်ရက်ကိုယာယီရဆိုင်ပြီးနောက်ထပ်မဆောင်ရွက်ဖို့ကိစ္စအပါဝဲအချက်၅ချက်ပါတဲ့အမိန့်စာကိုဒေသစံတော်စက်တင်ဘာ29ရက်နေ့ကြားနာမှုပြီးမှ American ပြည်တော်စု Washington DC ခရိုင်တရားသူကြီးလမ်ဘတ်ကချမှတ်ထုတ်ပြန်လိုက်တာပါ။ မနေ့ပိုင်းယုံချင်းနှစ်ဖက်ကြားနာမှုပြီးတဲ့နောက်ညနေပိုင်းမှာအမိန့်ဆုံးဖြတ်ချက်ကိုတရားရုံးကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်မနေ့ပိုင်းယုံချင်းနှစ်ဖက်လျှောက်တဲ့ကြားနာတဲ့အခြေအနေနဲ့ပတ်သက်ပြီးတရားရုံးကိုလာရောက်ခဲ့တဲ့ FUA ဝန်ထမ်းတယောက်ကအခုလိုမှတ်ချက်ပေးပါတယ် We presented strong arguments that the rift should be paused ဝန်ထမ်းကိုလှုပ်ဖြုတ်တဲ့လှုပ်ရက်ကိုရဆိုင်ထားတဲ့နယ်ဆိုတာကိုကျွန်တော်တို့ခိုင်ခိုင်မာမာလျှောက်လဲနိုင်ခဲ့ပါတယ်တရားပြိုင်တွေဘက်ကတော့အမှုနဲ့ပတ်သက်ပြီးတာဝန်ယူဖြည့်ရှင်းပေးကြောင်းကောင်းမွန်တဲ့လျှောက်လဲချက်နဲ့ခိုင်မာတဲ့အချက်လက်တွေမပေးနိုင်ခဲ့ပါဘူး ကျွန်တော်တို့ဘက်ကခိုင်လုံတဲ့အကြောင်းပြချက်တွေရှိပေမဲ့သူတို့ဘက်ကတော့တရားရုံးညွှန်ကြားချက်တွေနဲ့ပတ်သက်ပြီးဘာတွေဆောင်ရွက်နေတယ်ဆိုတာမရှင်းပြနိုင်ခဲ့ပါဘူး။အဲ့ဒီအတွက်တရားသူကြီးအနေနဲ့ကျွန်တော်တို့လိုအပ်တဲ့အဆုံးဖြတ်ချက်ကိုချနိုင်မယ်လို့ယူဆပါရစေ။ We're going to have a pause in the riff until the merits of the case can be decided. COA ဝန်ထမ်းတွေကိုစက်တင်ဘာ30ရက်နေ့နောက်ဆုံးထားပြီးလှုပ်ပြုံးမဲ့အကြောင်း August 29ရက်နေ့မှာ Global Media ဆိုရအေဂျင်စီ USCGM ကအသိပေးစာတွေပေးပို့ခဲ့တာပါ။ COA တာဝန်လုပ်ငန်းတွေထဲကအရေးပါတဲ့နိုင်ငံခြားဘာသာစကားအစီအစဉ်တွေနဲ့ဒေတာတွေအတွက်အရင်တိုင်းပြေဝမဟုတ်ရင်တော့ဥပဒေပြဋ္ဌာန်းချက်နဲ့အညီအနိုင်ဆုံးအဆင့်ပြန်လည်လှုပ်ဆောင်ရမယ်ဆိုတဲ့တရားရုံးရဲ့ April 22ရက်ကနေဦးမိန်ကို USCGM ကလိုက်နာမှုမရှိတာတွေ့ရတယ်လို့တရားရုံးအမိန့်စာမှာဖော်ပြပါတယ်။ အစိုးရဘက်ကဆောင်ရွက်ခဲ့တဲ့လုပ်ငန်းကြွန့်ကျင်အင်ဂျင်နီယာတွေနဲ့ဘာသာစကားကြွန့်ကျင်သူအလုံးကြီးပါကိုရှော့ချမဲ့လို့ရဟာတရားရုံးကနဦးအမိန့်မှာအတန်းလွင်လုပ်ငန်းတွေပုံမှန်ပြန်လည်ပတ်ဖို့ညွှန်ကြားချက်နဲ့အဆက်မှုမရှိကြောင်းတရားရုံးကတွေးရှိတယ်လို့လည်းဆိုပါတယ် VOA ဝန်ထမ်း900ကျော်ကိုအလုတ်ထုတ်တဲ့မထုတ်တဲ့ဆိုတဲ့ကိစ္စမှာအေဂျင်စီကဆက်ပြီးလုပ်နေတဲ့အပိုင်းမှာစက်တင်ဘာ30ရက်နောက်ဆုံးထားပြီးအလုတ်ထုတ်မဲ့ကိစ္စကဘသူကတာဝန်ယူလုပ်နေတယ်လဲဘသူအမိန့်နဲ့လုပ်နေတယ်လဲဆိုတဲ့ဟာကိုလည်းတရားရုံးမှာကြားနာတယ်ကျမတို့ VOA ရှေ့နေဘက်ကရှောက်ထားတာကတော့ဒီကြားနာချက်နဲ့ပတ်သက်ပြီးတော့ဒီလိုအလုတ်ထုတ်မဲ့ကိစ္စမှာတော့ဘသူအမိန့်နဲ့ဆောင်ရွက်နေလဲဆိုတာကွက်ကွက်ပြပြရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့တော့ကျမတို့တင်ပြထားတာရှိတယ် ဝန်ထမ်းတွေကိုအလုပ်ဖြုတ်တာခန္ဓာတွေကိုတရားရေးဘက်ကဝင်ရောက်ဆွတ်ဖက်လို့မရဘူးဆိုတော့အစိုးရရှင်းနေရတဲ့တရားဝင်ခြေပါချက်ကိုတရားသူကြီးကပယ်ချခဲ့ပြီးအေဂျင်စီကဥပဒေနဲ့ညီလုပ်ငန်းမဆောင်ရရင်ဝန်ထမ်းလုပ်ငန်းကိစ္စကိုပါသူ့အနေနဲ့ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့အမိန့်စာမှာဖော်ပြပါတယ်။တရားရုံးကအမိန့်ထွက်လာတာဟာအားရစရာကောင်းပေမဲ့အစိုးရဘက်ကအယူခံစဉ်စဉ်ဝင်တာ အမှုကိုအချိန်ကြာဆွဲဆန်းတာတွေပြုလုပ်နိုင်တဲ့အတွက်ဝန်ထမ်းတွေရည်တည်နိုင်ရေးဟာစိန်ခေါ်မှုတွေနဲ့ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ဘာဖြစ်မယ်ဆိုတာကိုမရေမရာအခြေအနေကတော့ဆက်ပြီးတော့ကြုံနေရဆဲဖြစ်တယ်။ဒီအပေါ်မှာ VOE ဝန်ထမ်းတွေအနေနဲ့ကတော့အတော်လေးစိတ်ပိုင်းဆိုင်ရာအရာလဲအဖိအားတွေထိခိုက်မှုတွေအများကြီးဖြစ်စေပါတယ်။နောက်တစ်ခုကဒါလူရည်ရဲ့ဂုံတိတ်ခါပေါ့နော်လူဂုံတိတ်ခါပေါ့စိတ်သက်ချမှုတွေဟိုစိတ်ပိုင်းဆိုင်ရာအရာမပြေလည်မှုတွေကြုံကြရတာလဲဒီကာလတခြားလုံးမှာအများကြီးရှိပါတယ်ရှင့်။ USAGM ကအရင်တရားရုံးအမိန့်တွေကိုလေးစားလိုက်နိုင်ခြင်းမရှိတာကိုသတိပေးထားပြီးဒီပြုမှုတွေဟာတရားရုံးအမိန့်ချိုးဖောက်မှုနဲ့အရေးယူခံရမယ့်စီကိုဥတည်နေတယ်လို့တရားသူကြီးလမ်ဘတ်ကအမိန့်စာမှာဖော်ပြပါတယ်။ American သမ္မတဒေါ်နယ်ထရမ့်ကဒေသစံတော်ချိန် Mesla 14ရက်နေ့မှာသတင်းဌာနတွေကိုစီမံကိန်းတွေနဲ့ Global Media Social Agency USAGM အပါအဝင်တခြား Social Agency ၆ခုရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုအနည်းဆုံးဖျောက်ထားဖို့ညွှန်ကြားချက်မှာလက်မှတ်ရေးထိုးခဲ့တာပါ။ တမရဒွန်နယ်ထရမ့်မှာအစိုးရလုပ်ငန်းတွေအားလုံးရဲ့ငွေကြေးသုံးစွဲမှုနဲ့ဝန်ထမ်းခန့်မှုအခြေအနေတွေကို ပြန်လည်သုံးသပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့အခုလိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တူတာချမ်းသာပါ